ဘုရားကသူခောက်ဆွဲတယ်ကတော့အလုံးကြီးကြီးပါတယ်ခောက်ဆွဲသားတွေအများကြီးပါပါတယ်အဲဒီထုံးဆိုရင်မြန်မာငွေနဲ့ဆိုရင်တော့2000နဲ့900လောက်ပဲပေးရပါတယ်အဲဒါသူကကျွန်တော်ငါထုတ်ပါတယ်တဲ့ဝယ်လာတာပေါ့နော်အဲရောစီဦးတော့အေးတယ်ကျွန်တော်ပူပူလေးစားချင်းကတော့ဒီခောက်ဆွဲလေးကိုအေးလေးနည်းနည်းနဲ့ကျွန်တော်ပြုတ်လိုက်တာပေါ့ခောက်ဆွဲလေးစားပါဦး ကျွန်တော်ကိုရီးယားခောက်ဆွဲနေတယ်ရမ်းချိတ်ပါတယ်အဲကျွန်တော်အများအဲ့ဒီရှိလာမျိုးကိုတော်တော်များဝယ်စားဖြစ်ပါတယ်အရင်ကတော့ကျွန်တော်အဲ့ဒီဘဲခောက်ဆွဲနေတယ်ဝယ်စားပါတယ်အဲဘဲခောက်ဆွဲဆိုအရသာလေးကနည်းနည်းငြမ်းလို့ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီခောက်ဆွဲလေးဝယ်စားတာပါစီလိုမျိုးလည်းရစားအောင်လည်းကျွန်တော်ဒီမမရဲ့ကြိုက်ပါတယ်။မမလေးစားနေတယ်လည်းပါမမစားအောင် တို့အခက်မှာတို့မိုးလေးတွေပေါလာတယ်ပြီးရင်စက်သမွေးလေးတွေပေါလာတယ်ရောဆောင်ခေါ်ပါလေတို့အနေနဲ့လေးဆက်ပါလေအဲဒီမမထက်ဒီခောက်ဆွဲတဲ့ပူဆက်တဲ့ဟာတွေရှိပါတယ်ရှိလာမျိုးထဲမှာအဲ့ဒီတဲ့နဆဆက်တဲ့ကောင်းလေးရှိပါတယ်အဲကျွန်တော်ကတော့နဆဆက်တဲ့ကောင်းလေးတွေစားမနိုင်ပါဘူးကျွန်တော်အဲ့လောက်ဆိုရင်အဲ့လောက်ဆက်ဆိုရင်ကျွန်တော်အဆင်ပြေပါဘူးခေါက်ဆွဲရဆောင်ပါလေခေါက်ဆွဲကိုကျွန်တော်အများကြီးမစားပါဘူးအဲ့ဒီ အလုပ်ပိတ်ရဲ့စနေတနင်္ဂနွေမှာကျွန်တော်စပြပါတယ်။ကျန်တဲ့အလုပ်ဖွင့်တွေဆိုရင်ကျွန်တော်အဲဒီပေါင်မှုတွေစပါတယ်မနေ့ပိုင်း။ပြီးရင်ကျွန်တော်ဒမိန်ကိုတူဦးလေးနဲ့ကြော်စပါတယ်။ဆောင်းရတဲ့ခေါမော်လေးခေါက်ဆောင်းတွေအဒီခေါက်ဆောင်းတွေကိုလည်းကြည့်ပါအဲကိုရဲလို့ဆိုရင်သူကရှင်းလာမြောင်းလို့ခေါ်ပါတယ် 你要一年三万嘞？你要哪一年买房嘞？告诉你三万二。Mm-hmm. အလိုပဲမေလာပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်အလိုပဲကောင်းကောင်းညလေးဖြစ်ကြပါစေ